နောက်ွယ်ကတရက်ခန်းကျွန်တော်ကတော့မျိုးလေးတစ်ခုမှကြီးပြင်းလာခဲ့တဲ့သူပါကျွန်တော်မိကကျွန်တော်အသက်9နှစ်မှာငွေကြေးအခြေအနေကြောင့်အလုပ်နှစ်ခုလုပ်ကင်ခဲ့ရပါတယ်အဖေကတော့အမေကိုထားခဲ့ပြီးပြန်မလာခဲ့တော့ပါဘူးကျွန်တော်မှာသူများနဲ့မတူတဲ့အော်တစင်ညီလေးတစ်ယောက်ရှိပါတယ်သူကတော့ကြတင်းပေါက်နားမှာထိုင်ပြီးနေ့စဉ်အပြင်ကိုကြည့်နေတတ်တဲ့သူတစ်ယောက်ပါပဲ အခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်အသက်15နှစ်အရွယ်မှာဖြစ်ပွားခဲ့တာပါ။အဲ့ဒီအချိန်ကညီလေးရဲ့အသက်17နှစ်အချိန်ပါ။အဲ့ဒီနေ့ကကျွန်တော်အမေညာဆိုင် အလုပ်သွားတာမို့အိမ်မှာညီလေးနဲ့ကျွန်တော်နှစ်ယောက်ထဲသာကျန်နေခဲ့ပါတယ်။ကျွန်တော်ရဲ့အိမ်ကြီးချင်းကတော့အရက်သမားတူဖြစ်ပါတယ်။သူ့မှာတားတယောက်ရှိပြီးညာဘက်တွေဆိုအရက်မိုးပြည့်သူ့သားကိုစူပူနေတဲ့မျိုးကိုရှားနေရတတ်ပါတယ်။ အဲအရင်နေ့ညမှာတော့ညီလေးကအိပ်ပျော်နေခဲ့ခြင်းအပြင်မှာဆက်ဆုံညဉ့်ညံ့အတန်တွေကြားရတာမို့ကျွန်တော်လည်းတကားကို ဖွင့်ကြည့်လိုက်ပါတယ်အိမ်ရှိမှလူ၃၄ယောက်လောက်ကို တွေ့ရပြီးရဲတွေလည်းရောက်လာခဲ့ပါတယ်စက္ကန့်ပိုင်းတွင်မှာပဲလူနာတင်ကားတစ်စီးရောက်လာခဲ့ပြီးတန်ရာနဲ့လူတအူးကိုထန်းစင်ပေါ်ကို တင်နေတာကိုတွေ့လိုက်ရပါတယ်အိမ်ကြီးအမှုသမားရဲ့အကောင်းမှာလည်း တွေးတွေပေးချင်နေလို့ပါပဲ။ဘာဖြစ်ကြလဲဆိုတာကိုမေးကြည့်လိုက်တော့အိမ်နေချင်းအမှုသမားရဲ့အိမ်ကိုအင်ဂျီယာမက်တူကဝင်ရောက်လူရက်ခဲတာကြောင့်နိုင်ဝန်ဝန်ကိုသူကတိုင်စားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီလူရက်သူကဘေ့စ်ဘောရိုက်တန်နဲ့ရိုက်ခဲ့တာကြောင့်အယံမှုသမားဖခင်မရောသားဖြစ်သူမှာပါဒဏ်ရာတွေရခဲ့တဲ့အတွက်စိတ်ယုံစီခေါ်သွားခဲ့ရပါတယ်။ စိတ်မကောင်းစရာကတော့တားဖြစ်တဲ့သူကအဲ့ဒီနေ့ညမှာပဲစေယုံမှာဆုံးပါသွားခဲ့ရပါတယ်။မြို့ငယ်လေးလေးချက်တာမို့တမျိုးလုံးကဒီအဖြစ်ပျက်ကြီးအပေါ်မှာကြောက်လန့်တုန်လှုပ်ခဲ့ကြရပါတယ်။ရဲတွေကတော့တားဖြစ်သူကိုတေးစီခဲ့တဲ့သူကိုဖမ်းဆီးပေးမယ်လို့ဖခင်ဖြစ်သူကိုဂတိပေးခဲ့ကြပါတယ်။အဲ့ဒီအဖြစ်ကိုအမေကသိရတဲ့အခါမှာတော့သူညာဆိုင်ဆင်းတဲ့အချိန်တွေမှာအဖွားကိုခေါ်ပြီး ကျွန်တော်တို့နဲ့အဖို့အဖြစ်ထားခဲ့ပါတော့တယ်။အဲ့ဒီအရက်သမားဖခင်ကတော့အဖေတစ်ခုသားတစ်ခုဖြစ်တဲ့အတွက်သူ့သားသေဆုံးပြည့်ရဲ့နောက်ပိုင်းမှာစိတ်ထိခိုက်လွန်လာမှုအမှုရာတွေပြောင်းလဲနေခဲ့ပြီးနေတိုင်းငုံငုံငိုင်နဲ့ဖြစ်လို့နေပါတော့တယ်။ဒီနောက်ပိုင်းမှာအရက်သမားဖခင်ကလည်းအရက်လုံးလုံးပြတ်သွားခဲ့ပြီးဒီမျိုးကလည်းစွန့်ခွာသွားတော့မယ်လို့လည်းဆိုကြပါသေးတယ်။ ကားပြစ်သူတည်ဆုံးပြီးတပတ်လောက်အကြာမှာတော့ကျွန်တော်ရဲ့ညီလေးမှာထူးဆန်းမှုတွေစတင်ပြီး ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ဒီနေ့ကျွန်တော်ဧကန်းမှာထိုင်ပြီးအင်စာတွေလုပ်နေခဲ့တဲ့အချိန်မှာငိုးကလည်းတသိမ်းမဲမဲကိုရွာနေတဲ့အချိန်ပေါ့။ညီလေးကထုံးစံအတိုင်းတရေပေါက်ကနေအပြင်ကိုငေးကြည့်နေခဲ့ပါတယ်။ကြည့်နေရင်ကညီလေးထံကနေရေမောတဲ့တံကိုစားလိုက်ရတဲ့အတွက်သူ့အနာကိုသွားပြီး ညီလေးဘာရဲ့နေရလဲအဲ့လိုမိလိုက်တဲ့အခါမှာတော့သူက တခိခိနဲ့ရဲလို့သတင်းမောက်စီလက်ညှိုးညွှန်ပြနေခဲ့ပါတယ်ကျွန်တော်လည်းသတင်းမောက်နားကိုသွားကြည့်လိုက်တဲ့အချိန်မှာတော့အပြင်မှာမိုးတွေသာရွာနေခဲ့ပြီးတက်ရှိတယောက်ကိုမှမတွေ့ခဲ့ရပါဘူးကျွန်တော်လည်းညီလေးကပုံမှန်လူလူတူမဟုတ်တာမို့သူ့အတွေးလုံနေတာဖြစ်နိုင်တယ်လို့စဉ်းစားလိုက်မိပါတယ်အဲ့နောက်ညစာစားချိန်မှာတော့ကျွန်တော်ရောအမိအတွက်ပါ အံ့ဩစရာဖြစ်ရက်ဖြစ်ခဲ့ရပါတော့တယ်။ညီလေးကအမေသူ့ရှိမှစားစရာတွေချပေးလိုက်တဲ့အချိန်မှာပဲနောက်ဖေးဘက်ကိုဝင်သွားကပကံလုတ်တစ်ချက်ကိုယူပြီးပြန်လာခဲ့ပါတယ်။တာဘာလို့ပကံလုတ်ကိုတွားယူလာရလဲ။အမေကမေးတော့သူကဘေးနားကိုကြည့်ပြီးသားပြုံးငယ်ပြနေခဲ့ပါတယ်။ကျွန်တော်လည်းမနေနိုင်တော့ပဲ။အမေမင်းနေရဲ့လေညီလေး။အဲ့ဒီအချိန်မှာသူက သူ့ဘိုက်စာနေတယ် ဲ့လိုပြောပြီးလူမရှိတဲ့ဘေးခုံကိုသာကြည့်နေခဲ့တာပါ။သူ့ဘိုက်စာနေတယ်။ကျွန်တော်ရောအမေပါဒန်တူရေရွတ်သွားမိပါတယ်။အမေကတော့အေးဆေးတည်ငြိမ်တဲ့အတန်နဲ့သူကဘယ်သူလဲသား။ကျွန်တော်တငယ်ချင်းဝီယံမှာကျွန်တော်အတွက်ထူးဆန်းသွားပေမဲ့ညီလေးကစိတ်ကူးရင်တငယ်ချင်းတရားကိုပုံဖော်ထားတယ်လို့သာတွေးလိုက်မိပါတယ်။အဲ့ဒီကစလို့ညီလေးက တယောက်တည်းလဲစကားပြောနေတတ်ပါတယ်။သူ့ကိုမေးလိုက်ရင်တော့တငယ်ချင်းဝေယံလို့သာဖြေနေတတ်ပါတယ်။တညမှာတော့ကျွန်တော်အိယာကနိုးလာတဲ့အချိန်ဖိကားကနေဆင်းနေတဲ့ခြေတံကိုကြားလိုက်ရပါတယ်။အော်အမေကညာညီလေးအခန်းကိုစစ်ကြည့်ပြီးပြန်သွားတာလားလို့ထင်လိုက်မိတဲ့အတွက်ကျွန်တော်လည်းညီလေးအခန်းစီကိုကြွားကြည့်ခဲ့လိုက်ပါတယ်။ကျွန်တော်ရောက်သွားတဲ့အချိန်မှာတော့ကရင်ပေါ်မှာညီလေးကိုမတွေ့ခဲ့ရတော့ပါဘူး။ နော်အောက်ထပ်ကိုစင်းကြည့်လိုက်တဲ့အခါမှာတော့အိမ်တကားမကြီးဖွင့်ထားတာကို တွေ့လိုက်ရလို့လန့်ပြီးအော်မိသွားပါတယ်။အဲဒါကြောင့်အမေကနိုးလာခဲ့ပြီးကျွန်တော်နဲ့အတူတူအပြင်မှာညီလေးကိုထွက်ရှာခဲ့လိုက်ပါတယ်။အဲဒီအချိန်အိမ်နောက်ဘေးကရေမောတံကိုရှားလိုက်ရတာမို့ကျွန်တော်တို့လည်းအပြေးလေးရောက်သွားခဲ့ပါတယ်။ကျွန်တော်တို့ရောက်သွားချိန်မှာတော့တစ်ပင်အောင်မှာရက်နေတဲ့ညီလေးကိုတွေ့လိုက်ရပါတော့တယ်။ညီလေးမင်းအဆင်ပြေရဲ့လား ျွန်တော်စကားဆောင်သူကကျွန်တော်တို့ဘက်ကိုလှည့်လာတဲ့အခါသူ့မျက်လုံးတွေကတခါမှမမြင်ဘူးတဲ့မျက်လုံးပုံစံလိုမျိုးရဲရဲနေပြီးတွေးမျက်ဝန်းတွေဖြစ်နေခဲ့ပါတော့တယ်။ညီလေးကဒီနေရာမှာမြုပ်နေတယ်။တပင်အကူညွန်ပြပြောပြတဲ့အခါမှာတော့မူးလဲကျသွားပါတော့တယ်။ နောက်ရက်မှာတော့ညီလေးအတွက်ဆရာဝန်တွေစုံအောင်ခေါ်ပြီးကုသခဲ့ပြီးမယ်။သူ့ရဲ့ရောသားကိုဘသူကားမှတိတိကျကျမပြောနိုင်ခဲ့ကြပါဘူး။အမေကတော့စိတ်ပူစွာနဲ့ပဲညဘက်တွေမှာတညာလုံးစောင့်နေခဲ့ပါတယ်။အဲတညာမှာတော့ရဲသားတဦးအမေစီကိုရောက်လာပြီးစကားပြောနေတာကို တွေ့လို့ကျွန်တော်လည်းမေးကြည့်လိုက်တဲ့အခါဘေးရန်အမှုကိုပိတ်တော့မယ်တဲ့သားရဲ့အဲ့ဒါကိုလာပြောသွားတာ။ ။ကဲစုံစမ်းလာရကြနေပြီမဲ့အိမ်ထဲကိုကျူးကျော်လာတယ်ဆိုတဲ့သူကိုဖမ်းလို့မမိဘူးတဲ့။ဒီချိန်မှာပဲကျွန်တော်လည်းသတိရသွားခဲ့ပြီ။အဲဒါနဲ့အမေဟိုအယက်သမားဦးလေးရဲ့ဟိုတေဝါတဲ့တားနာမည်လေ။အဲ့နာမည်ဦးမီတိလား။อืมသူကဝေယံဆိုလားပဲဒါကဘာဖြစ်လို့မေးရလဲအမေပြောတာကိုကြားလိုက်တဲ့အချိန်မှာတော့ညီလေးရဲ့စိတ်ကူးရင်တငယ်ချင်းကစိတ်ကူးရင်ရုံတက်တက်မဟုတ်ပဲ တစုံတယောက်ဖြစ်နေမလားဆိုတဲ့အတွေးနဲ့စိုးရိမ်စိတ်တွေဖြစ်လာရပါတော့တယ်။အဲဟာကြောင့်လည်းကျွန်တော်လည်းညီလေးရဲ့အခန်းစီကိုအပြေးသွားခဲလိုက်ပါတယ်။ခရင်ပေါ်မှာညီလေးအိပ်ပျော်နေတာတွေ့ရမှုအနာကိုကတ်သွားခဲ့ပြီးအာညီလေးညီလေးမင်းနိုးပြီလား။မင်းငငယ်သေးဝေယံဆိုတာအခုဒီမှာရှိနေသေးလား။အဲ့လိုမိလိုက်တဲ့အခါမှာတော့ညီလေးကသူ့ရဲ့သွေးမြက်လုံးတွေကိုဖွင့်ကြည့်လာခဲ့ပြီး အခန်းထောင်စီငေးကြည့်လိုက်ပါတယ်ကျွန်တော်လည်းသူ့မျက်လုံးကြည့်ရအကြည့်စီကိုလိုက်ကြည့်လိုက်ချိန်မှာတော့အခန်းထောင်ရဲ့အမှောင်ထဲမှာဆေကျော်တက်ကောင်လေးတယောက်ကြောက်စိတ်တွေနဲ့ရက်နေတာကိုမြင်လိုက်ရပါတယ်သူ့မျက်နှာပေါ်မှာကတော့တွေးခွက်တွေတွေးခွက်တွေပေးချန်လို့နေပါတယ်အဲ့ဒီချိန်မှာပဲညီလေးကအိယာပေါ်ကနေထလာခဲ့ပြီးအောက်ထက်ကိုဆင်းလာခဲ့လိုက်ပါတယ်။သူကဧကန်းလေးကအမေရှိမှခဏရက်ခါ အိမ်ပြင်ကိုတန်းတန်းမတ်မတ်ထွက်သွားလိုက်ပါတယ်။ကျွန်တော်နဲ့အမေကတော့သူ့နောက်ကနေလိုက်ကြည့်ခဲ့လိုက်ပါတယ်။ညီလေးကအိမ်နောက်ဖေးကိုရှောက်သွားခဲ့ပြီးတစ်ပင်ကြီးရဲ့အောက်မှာရက်ခါအဲ့ဒီတစ်ပင်အောက်ကိုညွန်ပြလို့ဒီနေရာမှာတိုးပါပြောပြရနဲ့မိလဲကျသွားပါတော့တယ်။အမေကလည်းသက်ဆိုင်ရာကိုချက်ချင်းအကြောင်းကြားခဲ့လိုက်ပြီးအိမ်ကြီးချင်းညွင်တဲ့အတူ ရဲအရာရှိသုံးဦးရောက်လာခဲ့ကညီလေးညွန်ပြတဲ့နေရာကို တူဖို့ကြည့်လိုက်ပါတယ်။တပင်းအောက်ကနေတွေးရီစုံးပင်နေတဲ့ဘေ့စ်ဘောရိုက်တန်းကို တွေ့ခဲ့ကြရပါတော့တယ်။တကယ်ကတော့ကျွန်တော်တို့မြို့ငယ်လေးတစ်ခုလုံးမှာအားလုံးကတုံ့လှုပ်ခဲ့ရတဲ့အမှုဟာအယက်သမားအဖေကသူ့သားကို သူ့ကိုယ်တိုင် အမူးလုံကား ရိုက်နှက်မိပြီးတည်ဆုံးစေခဲ့တာဖြစ်ခဲ့ပါတော့တယ်။သူ့ကိုအမှုမဖြစ်စေဖို့အတွက်သူ့ကိုယ်တိုင်ကစိတ်ကူးရင်ဇလန်းတစ်ခုကိုဖန်တီးပြောဆိုနေခဲ့တာပါ။တတိခံတွေကိုတင်ဆက်ပြီးတဲ့အချိန်မှာတော့ရဲကအယက်သမားအဖေကိုခေါ်ယူစစ်ဆေးပြီးခဲ့တဲ့နောက်မှာတော့သူကိုယ်တိုင်ကလည်းဝန်ခံခဲ့ပြီး အပြစ်ခံယူခဲ့ပါတယ်။အဲဒီနေ့ရဲ့နောက်ပိုင်းမှာတော့ညီလေးရဲ့ရောဂါကလည်း အကောင်းပကတိအတိုင်းပြန်ဖြစ်လို့သွားခဲ့ပါတယ်။သူ့ရဲ့ထုံးစံအတိုင်းဇတင်းပေါက်မှာငေးမောကြည့်ရင်အပြင်ကိုကြည့်နေရင်းပါပဲ။တည်ဆုံးခဲ့ရတဲ့ဝေယံကတော့အခုအချိန်မှာငင်းကြံရဘဝမှာအနားယူနေတော့မယ်လို့ကျွန်တော်လည်းယုံကြည်လိုက်ပါတယ်။ဇလန်းလေးကိုဒီလောက်နဲ့ပဲရက်နာခွင့်ပြုပါရှင်။နောက်ထပ်စိတ်ဝင်စားဖွယ်ရာဇလန်းကောင်းနေတဲ့အတူပြန်လာခဲ့ပါအောင်မယ်နော်။အားပေးကြည့်ရှုခဲ့ကြလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။